နေပိုင်းကနေပြီးတော့ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးစီဝေးခန်းမှာမှကျင်းပရောင်းဗန္နာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ဦးကြည်မြောင်လိုင်းတက်ရောက်အမှစကားပြောကြားပါရယ်အစီအဝေးကိုဗန္နာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်ဦးကြည်စိုးဝင်ဗန္နာရေးဆိုင်ရာကော်မရှင်တွင်ရေမှူး စီမံကိန်းနဲ့ဗန္ဓာရေးဝန်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးဝင်းရှိန်ပြည်အောင်စုဝင်ကြီးများပြောင်းစုစည်းစကြနေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့ဒုတိယဝန်ကြီးများတက်ရောက်ကြပြီးတိုင်းဒေသကြီးနဲ့ပြည်내ဝန်ကြီးချုပ်များကဗီဒီယိုကွန်ဖရင့်ဖြင့်တက်ရောက်ကြပါသည် ထမအဆောင်ဗန္နာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကအဖွဲ့အစည်းကပြောကြားရမှာဒီကနေ့ကျင်းပတဲ့ဗန္နာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ2025-2026ဗန္နာရေးနှစ်အတွက်ရည်ဆွဲထားတဲ့ပြည်အောင်စုရဲ့အရာသုံးခန်းမကြီးငွေစည်ရင်နဲ့ပြည်အောင်စုရဲ့ဗန္နာငွေအရာသုံးဆိုင်ရာဥပဒေကြမ်းတို့ကိုဆွေးနွေးအတည်ပြုကြရန်ဖြစ်ကြောင်း နိုင်ငံတော်ရဲ့စီးပွားရေးဥတီချက်၃ရက်အကောက်ထဲပေါ်ဆောင်ရွက်နိုင်ရန်အတွက်ဝင်ကြီးဌာနအသီးသီးနဲ့နေပြည်တော်ကောင်စီပြည်내နဲ့တိုင်းဒေသကြီးတီးတီးတို့ကကန္နာလိုက်ဒေသလိုက်ဦးစားပေးအသုံးစီများကိုတတ်မှတ်သုံးစွဲကြရမှာဖြစ်ကြောင်း ဌာနအဖွဲ့အစည်းများအနေနဲ့နိုင်ငံတော်ရဲ့ဗန်နာရန်ပုံငွေကိုနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တိုက်ရိုက်အထောက်အကူပြုနိုင်တဲ့အသုံးစိတ်များဖြစ်တဲ့အခြေခံအဆောက်အအုံဆိုင်ရာလန်ဒတာလျှက်စစ်တာအားရရှိရေးပို့ဆောင်ဆက်သွယ်ရေးကိစ္စရပ်များနဲ့ပို့ကုန်မြင့်တင်ရေးသွင်းကုန်အစားထိုးရေးအလုပ်အကိုင်ခွင့်လန်းဖန်တီးပေးရေးအစားရှိတဲ့အသုံးစိတ်များကိုဦးစားပေးတုံ့ဆွဲကြရမှာဖြစ်ကြောင်း နိုင်ငံတော်ရဲ့မူဝါဒအရသုံးဆရမယ့်အသုံးစိများပြည်သူများအတွက်အရေးတကြီးဆောင်ရွက်ပေးရန်လိုအပ်တဲ့အသုံးစိများနိုင်ငံစည်းပွားမြင့်တင်နိုင်ရေးအလောက်ကိုင်ခွင့်လန်းပေါ်များစေရေးနဲ့လူမှုစည်းပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုအထောက်အကူပြုတဲ့အသုံးစိများစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနဲ့ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်အားပေးမြင့်တင်နိုင်တဲ့အသုံးစိများကိုလိုအပ်ချက်နဲ့ညီနိုင်ငံတော်ကနှစ်စဉ်ခွင့်ပြုပေးလျက်ရှိကြောင်း ဗန်နာယီနှင့်လိုက်ရထားချက်ပေါ်အကောင့်ထဲပေါ်စောင်ရွက်နိုင်မှုအနေနဲ့2020-2021ဗန်နာယီနှင့်မှာရငွေရရှိမှု81.8%ရရခိုင်နှုန်း၊သုံးငွေသုံးဆွဲမှု89.36%ရခိုင်နှုန်း2021ခုနှစ်အောက်တိုဘာလမှာ2022ခုနှစ်မတ်လတည်6လဗန်နာရီနှစ်မှာရငွေရရှိမှု96.13ရာခိုင်နှုန်း၊သုံးငွေသုံးဆွဲမှု84.25ရာခိုင်နှုန်း 2020နှစ်2023ဘန်နာရီနှစ်မှာရောင်းဝယ်ရရှိမှု104.96ရာခိုင်နှုန်း၊သုံးငွေသုံးဆွဲမှု60.80ရာခိုင်နှုန်း။2023 2024ဘန်နာရီနှစ်မှာရောင်းဝယ်ရရှိမှု69.33ရာခိုင်နှုန်း၊သုံးငွေသုံးဆွဲမှု89.32ရာခိုင်နှုန်း။ 2024-2025ဘဏ္ဍာရည်နှင့်ဇန်နဝါရီလထိရငွေရရှိမှု81.11ရာခိုင်နှုန်း၊ငွေသုံးဆွဲမှု59.55ရာခိုင်နှုန်းဖြစ်တာကိုတွေ့ရကြောင်းဌာနဖွဲ့စည်းများအနေနဲ့ဘဏ္ဍာရည်နှင့်တွင်ရငွေရထားချက်ကိုပြည့်မီကြော်လွန်အောင်စူးစမ်းဆောင်ရွက်သွားရန်လိုကြောင်း အသုံးစီခွဲဝေရထားပြီးရန်ပုံငွေများကိုလည်းသက်မှတ်ကာလတွင်နိုင်ငံတော်အတွက်အကျိုးရှိဆုံးနှင့်အထူးရောက်ဆုံးဖြစ်စေရေးစီစစ်ပြီးစီမံခန့်ခွဲ သုံးစွဲရေးဟာတက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏တာဝန်ပင်ဖြစ်ကြောင်းပြည်သူများကိုတိုက်ရိုက်အကျိုးဖြစ်တွင်းစေမဲ့လုပ်ငန်းများကိုသတ်မှတ်ထားတဲ့အချိန်ကာလတွင်အပြည့်အဝအကောင့်ထဲပေါ်ဆောင်ရွက်ပေးနိုင်မှာသာနိုင်ငံတော်၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုနိုင်မှာဖြစ်ကြောင်း နိုင်ငံတော်ရဲ့မက်ခရိုစီးပွားရေးအခြေအနေတည်ငြိမ်မှုနဲ့ရေရှည်စီးပွားရေးတိုးတက်မှုရရှိစေရန်လုံငွေနဲ့ GDP ချိုးကိုတင့်တင့်နဲ့ပနာမာတွင်ထိန်းသိမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း 2025-2026ဘဏ္ဍာရေးနှစ်မှာတမျိုးသားလုံးရဲ့ပြည်တွင်းအတရင်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး GDP ကိုကျန်3,998ဘီလီယံရရှိရန်မျှော်မှန်းထားပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း300ခန့်တော့ရရှိရန်မျှော်မှန်းထားကြောင်း ဌာနဖွဲ့စည်းများအနေနဲ့ပြည်သူ့ဗန္ဓာစီမံခန့်ခွဲမှုကိုတည်ဆဲဥပဒေများနဲ့အညီလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း2025-2026ဘန်နာရည်နှင့်ပြည်အောင်စုရဲ့အရာသုံးခန်းမကြီးဝင်စင်းနှင့်ပြည်အောင်စုရဲ့ဘန်နာငွေအရာသုံးဆိုင်ရာဥပဒေကြမ်းများကိုပြည်အောင်စုစိုးရွားဖွဲ့ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုအချိန်မီပေးဖို့တင်ပြနိုင်ရေးအတွက်ဘန်နာရည်ဆိုင်ရာကော်မရှင်ဖွဲ့ဝင်များကဝိုင်းဝန်းဆွေးနွေးအတည်ပြုပေးကြရလို့ကြောင်းပြောကြားပါတယ်။ အိနောင်ဗနာရေးဆိုင်ရာကွန်ပျင်ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ကမိမိနေနေဘတ်ဂျက်လုံငွေများထိမ့်သိမ်းဆောင်ရွက်နိုင်ရည်ရည်ရွယ်ပြီးရငွေပိုင်းမှာပြောင်းစုစဉ်ဌာနဖွဲ့စည်းများရဲ့အမှန်ရရှိနိုင်မယ့်ရငွေပမာဏနဲ့အနည်းဆက်ဆုံးတွက်ချက်ရထားရည်အသုံးစိတ်ပိုင်းမှာနိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများမှာလေလွှဲမှုမရှိဘဲအကျိုးရှိထိရောက်စွာသုံးစွဲနိုင်မယ့်အသုံးစိတ်များ နိုင်ငံစည်းပွားမြင့်တင်နိုင်ရေးတို့ကိုအထောက်အကူပြုတဲ့အသုံးစီများဖြစ်စေရေးအတွက်ပြည်အစိုးရဌာနဖွဲ့စည်းများရဲ့2025-2026ဖန်နာရည်နဲ့အရာသုံးခန့်မှန်းချက်ငွေစည်းများပေါ်ထပ်ဆင့်စီစီခဲ့ကြောင်းဒါတူဒိုင်းဒေသကြီးပြည်နယ်များရဲ့2025-2026ဘဏ္ဍာရည်နဲ့အရာသုံးခန့်မှန်းချက်ဝင်စင်းများကိုလည်းသက်ဆိုင်ရာဌာနအဖွဲ့အစည်းများဖြင့်အစဉ်အဆက်စီစစ်ထားကြတာကိုတွေ့ရှိရကြောင်း ရောင်းဝယ်ပိုင်းရထားရမှာရာသင်ရထိုက်တဲ့ရောင်းဝယ်များအပြေဝရရှိရင်အခွန်အခများနဲ့ပတ်သက်ပြီးခေတ်ကာလနဲ့စီလျောတဲ့နှုံထားဖြစ်စေရင်ရထားဝယ်များအတိုင်းအပြေဝကောက်ခံရရှိရင်နှင်းဟောင်းကျွေးချက်များပြန်လည်ရရှိရင်အမှန်တကယ်ရရှိနိုင်မဲ့ပြပချင်းဝင်ပြပအကူအညီရောင်းဝယ်များဖြစ်စေရေးအတွက်စစ်စစ်ရထားမှုများပြုလုပ်ခဲ့ကြအောင်ကြိုတင်မမျောမန်းနိုင်တဲ့သဘာဝဘေးရနေကောက်ွက်ရေးကဲဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေး ရေးရဆုကွာပြည်သူများရဲ့စားဝတ်နေရေးနဲ့အောက်ချမှုဆိုင်ရာကိစ္စရပ်များအတွက်အရေးပေါ်ရန်ပုံငွေကိုပြည်အောင်စုမှငွေကျပ်ဘီလီယံ200နေပြည်တော်ကောင်စီအပါဝင်တိုင်းဒေသကြီးနဲ့ပြည်내များမှာငွေကျပ်1ဘီလီယံစီးဖြင့်ငွေကျပ်15ဘီလီယံစုစုပေါင်းငွေကျပ်215ဘီလီယံခွင့်ပြုထားကြောင်း ိုင်းဒေသကြီးနဲ့ပြည်နယ်များကို ထောက်ပံ့ငွေအပါအဝင်2025-2026ဘဏ္ဍာရေးနှင့်ပြည်အောင်စုရဲ့ဘဏ္ဍာငွေအရာသုံးခန့်မှန်းခြေငွေစည်းရုံးနဲ့၎င်းကိုအခြေပြုရေးဆွဲထားတဲ့ပြည်အောင်စုရဲ့ဘဏ္ဍာငွေအရာသုံးဆိုင်ရာဥပဒေကြမ်းတို့ကိုဘဏ္ဍာရေးဆိုင်ရာကော်မရှင်ကတုံ့သက်ပြီးအတည်ပြုထောက်ခံပေးနိုင်ပါရန်တင်ပြအပ်ပါကြောင်းပြောကြားပါတယ်။ အိနောင်ဗန္နာယေးဆိုင်ရာကော်မရှင်တွေ့ရမှုပြောင်စုဝင်ကြီးဦးရင်ရှင်က2025-2026ဗန္နာယေးနေ့ပြောင်စုရဲ့အရာသုံးခန်းမကြီးငွေစည်းနဲ့2025-2026ဗန္နာယေးနေ့ပြောင်စုရဲ့ဗန္နာငွေအရာသုံးဆိုင်ရာဥပဒေကျမ်းတို့ကိုရှင်းလင်းတင်ပြပါရစေ။အိမ်နော် ဥပဒေရဝင်စည်းဌာနပြောင်းစုဝင်ကြီးနှင့်ပြောင်းစုရှင်နေချုပ်ဒေါက်တာသီရာဟုကဥပဒေကြမ်းများနဲ့ပတ်သက်တဲ့ဥပဒေဆိုင်ရာအကြံပြုချက်များကို၎င်းပြောင်စုစည်းစကြုံဒေါက်တာခင်နိုင်ဦးကဗန်နာငွေအရာတော်ခံမှန်းချီငွေစည်းများနဲ့ဆက်လင်းပြီးစစ်ဆေးတွေ့ရှိချက်များနဲ့အကြံပြုချက်များကို၎င်းအကြံပြုဆွေးနွေးတင်ပြပါရယ်။အေးနော် နေပြည်တော်ကောင်စီရုပ်ကတာတိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်များကအတိအတိတင်ပြပါရယ်တင်ပြမှုများနဲ့ဆက်လင်းပြီးဗဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကဗဏ္ဍာငွေများကို ပြည်ထရေးကာကွယ်ရေးကျန်းမာရေးနဲ့ပညာရေးကဏ္ဍများမှာအသောစီများတိုးမြင့်ပေးလျက်ရှိကြောင်းအဲ့လိုတိုးမြင့်ပေးခြင်းမှာနိုင်ငံတော်တည်ဆောက်ရေးအတွက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းဝေကြီးလက်ပတ်မှုများကောင်းမွန်လာပါကနိုင်ငံစည်းဝါးရေးကိုမြင့်တင်ပေးနိုင်မှာဖြစ်ကြောင်းဝေကြီးဌာနများနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရဖွဲ့များအနေနဲ့ဘတ်ဂျက်များရထားရမှာအမှန်တကယ်အသုံးပြုနိုင်မဲ့ပမာဏများကိုရထားဆောင်ရွက်ကြရန်လိုကြောင်း ဘဏ္ဍာငွေများကိုနိုင်ငံတော်နဲ့ပြည်သူအတွက်အကျိုးရှိမဲ့နေရာများမှာအသုံးချနိုင်ရန်လိုကြောင်းပြောင်းဆိုဝင်ကြီးများနဲ့ဒိုင်းဒေသကြီးနဲ့ပြည်내ဝင်ကြီးချုပ်များအနေနဲ့ဘတ်ဂျက်ရငွေများကိုအမှန်တကယ်ရရှိအောင်နဲ့သုံးငွေများကိုအမှန်တကယ်အကျိုးရှိတဲ့နေရာများမှာသာအသုံးပြုရန်လိုကြောင်းနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်ရမှာကာကွယ်ရေးတပ်ဖွဲ့များရဲ့စွမ်းရည်နဲ့စွမ်းအားမြင့်တင်ရေးနိုင်တွင်လည်းဘတ်ဂျက်ငွေများသုံးစွဲရခြင်းများရှိကြောင်းနိုင်ငံတကာမှလည်းအလားတူပင်ဖြစ်ကြောင်း ရစ်စတာထုတ်လုပ်တဲ့စီမံကိန်းများဟာအချိန်တိုအတွင်းဆောင်ရွက်၍မရပဲအချိန်ယူတည်ဆောက်ရတဲ့လုပ်ငန်းများဖြစ်ကြောင်းဒါကြောင့်မိမိတို့နိုင်ငံအတွက်လိုအပ်တဲ့လျှက်စစ်တမ်းများထုတ်လုပ်နိုင်ရေးစီမံကိန်းများရေးဆွဲအကောင့်ထဲပေါ်စောင့်ရွက်လျက်ရှိကြောင်းအကြောင်းမျိုးမျိုးကြောင့်ရပ်တန့်ထားရတဲ့တိစောက်ဆဲစီမံကိန်းများပြန်လည်စောင့်ရွက်နိုင်ရေးအတွက်လည်းကြိုးပမ်းစောင့်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးနဲ့ပြည်내များအလိုက်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်တဲ့နေရောင်ကြီးစွမ်းရင်သုံးလျှက်စစ်တာထုတ်လုပ်မှုစီမံကိန်းများကိုဆောင်ရွက်ကြစီလိုကြောင်းအလားတူပုဂ္ဂလိကတိုင်းရင်းသားလုပ်ငန်းရှင်များအနေနဲ့လည်းမိမိတို့တက်နိုင်တဲ့ဘက်မှလျှက်စစ်တာထုတ်လုပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ကြစီလိုကြောင်းအဲဒီလိုဝိုင်းဝန်းဆောင်ရွက်သွားမယ်ဆိုပါကနိုင်ငံတော်ရဲ့လျှက်စစ်တာလိုအပ်ချက်ကိုများစွာအထောက်အကူပြုစေမှာဖြစ်ကြောင်း မနာငွေသုံးဆွဲရေးနဲ့ပတ်သက်ပြီးစနစ်တကျဖြင့်သုံးဆွဲကြရန်လိုအပ်ပြီးစီမံကိန်းများအကောင့်ထည့်ဖို့ဆောင်ရွက်ရမှာစနစ်တကျဖြင့်ဆောင်ရွက်စီရေးကြက်မှတ်ဆောင်ရွက်ကြရန်လိုကြောင်းညီတိလုပ်ငန်းကိုဆောင်ရွက်သည်ဖြစ်စေစီမင်းစည်းကမ်းများနဲ့အညီစနစ်တကျဖြစ်စေရေးဝင်ကြီးဌာနများအနေနဲ့ကြက်မှတ်စစ်ဆေးဆောင်ရွက်ကြစီလိုကြောင်းမိမိတို့အနေနဲ့စီမံကိန်းများအောင်မြင်စေရေးစနစ်တကျဖြင့်တိုင်းပြည်နယ်ပြည်သူပေါ်စည်နာထားပြီးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းမှာကြားပါရစေ။ အဲ့နော်ဗနာရေးဆိုင်ရာကွန်ဖရင့်ဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကဤကုန်းချုပ်အမှားစကားပြောကြားရမှာဒီကနေ့ဗနာရေးဆိုင်ရာကွန်ဖရင့်စည်းဝေးမှာ2025-2026ဗနာရေးနေပြာစုရဲ့အရာသုံးခန်းမကြီးငွေစင်းနေပြာစုရဲ့ဗနာငွေအရာသုံးဆိုင်ရာဥပဒေကြမ်းတို့ကိုစီစစ်အတည်ပြုခဲ့ပြီးဖြစ်ကြောင်း 2025-2026ဘဏ္ဍာရည်နှင့်အရာသောခံမှန်းခြင်းဝင်စင်းမှာနိုင်ငံတော်ဘတ်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပညာရေးကဏ္ဍမှာအသိပညာအတတ်ပညာများတင်ကြားနေတဲ့ကျောင်းသားကျောင်းသူများကိုပညာသင်ထောက်ပံ့စေများထောက်ပံ့ခြင်းဆရာဆရာမများအတွက်အကျိုးခံစား권တွေရရှိထားတဲ့ဘွဲများအလိုက်ချင်းမြင့်ဝင်များထောက်ပံ့ခြင်းတို့ကိုခွင့်ပြုပေးထားကြောင်း စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍတိုးတက်မြင့်မားစေရေးအတွက်စိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်များတိုးချဲ့ဖွင့်လှစ်နိုင်ရေးလိုအပ်တဲ့အသုံးစေများ တက္ကသိုလ်အလိုက်ကျောင်းသားကျောင်းသူများအတွက်အပန်းဖြေဌာန Recreation Center တည်ဆောက်ခြင်းအသုံးစေများ အလျင်မြန်ကျိုးရလဲ Quick Win ရရှိနိုင်မယ် Solar စနစ်ရေတင်စီမံကိန်းလုပ်ငန်းအသုံးစေများလူမှုစီးပွားမြင့်တင်ရေးအသုံးစေများလဲပါဝင်ကြောင်း လမ်းမဆက်သွယ်ရေးကောင်းမွန်စေရေးနဲ့အခြေခံစောက်အုံများဖွံ့ဖြိုးတိုးတက်စေရေးအတွက်လမ်းတံတားများတိစောက်ခြင်းလုပ်ငန်းအသုံးစေများလျှက်စစ်မီးရရှိရေးအတွက်လျှက်စစ်တာထုတ်လုပ်ရေးလုပ်ငန်းများအတွက်အသုံးစေများပါဝင်တာကိုလည်းတွေ့ရှိရကြောင်းပြာစုဝင်ကြီးဌာနများနဲ့တိုင်းဒေသကြီးသို့မဟုတ်ပြည်내ဆိုးရွားဖွယ်များအနေနဲ့ခွဲဝေချထားပြီးရဲ့အသုံးစင်များကိုနိုင်ငံတော်နဲ့ပြည်သူများရဲ့လိုအပ်ချက်နဲ့အညီအကျိုးရှိရဲ့အသုံးစင်များဖြစ်စေရည် ရထားတဲ့အသုံးစိများကိုလည်းအမှန်တကယ်အကောက်တွေပေါ်ပြီးစံချိန်စံညွန့်အပြေဝါနဲ့အချိန်မီပြီးပြအောင်သုံးဆွဲနိုင်နေတယ်။စည်ရစ်စစ်ဆေးမှုခံယူနိုင်ရို့ကိုတာဝန်ရှိသူအစဉ်စဉ်ကကြီးကြပ်ကိုယ်ကယ်ဆောင်ရွက်သွားကြရင်ပြောကြားလိုကြောင်းပြောင်းစုဝင်ကြီးဌာနများနဲ့တိုင်းဒေသကြီးပြည်နယ်အစိုးရဖွဲ့များအနေနဲ့ရထားတဲ့အတိုင်းရငွေများအပြည့်အဝရရှိအောင်စီမံခန့်ခွဲကြီးကြပ်ဆောင်ရွက်သွားရင်လည်းအရေးကြီးတာကိုမှတ်ကြလို့ကြောင်းဒါကြောင့် အခွန်အခောက်ရောင်းဝယ်များကိုလည်းတိစဲအခွန်အခောက်ဆိုင်ရာဥပဒေများနဲ့အညီအပြည့်အဝကောက်ခံရရှိနိုင်ရန်အထူးကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့်မှပြောကြပြီးအစည်းအဝေးကိုရုပ်သိမ်းလိုက်တယ်လို့သတင်းရရှိပါရရှင်။